ဗုဒ္ဓဂယာမှာရှိပေဘာကြောင့်ဖះရှင်တို့ပွင့်ကြတာလဲအိန္ဒိယလို့ကြားလိုက်တာ ਨੇ ဖះရှင်တိုင်းပွင့်တော်မူခဲ့တဲ့ဗုဒ္ဓဂယာကိုတော့ဗုဒ္ဓဘာသာဝင်တိုင်းတတိရကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဗရကဘာကြီးမှာရှေးကကကုတ်တန်ကိုနာကုံကတ္တပဂေါတမရေလို့ဖះလေးစုတို့ဟာမစ္စည်းမဒေသဗုဒ္ဓဂယာမြင်မြတ်မှာမှာပွင့်တော်မုံသွားကြပါပြီ ကာကုတ်တန်ဘုရားရှင်ဟာလူတွေရဲ့သက်တမ်းအနှစ်တသိန်းတန်းမှာပွင့်တော်မူခဲ့ပါတယ်။ကိုနာဂုံဘုရားရှင်ဟာလူတွေရဲ့သက်တမ်းအနှစ်9000တန်းမှာပွင့်တော်မူခဲ့ပါတယ်။ကတ္တဗဘုရားရှင်ဟာလူတွေရဲ့သက်တမ်းအနှစ်2000တန်းမှာပွင့်တော်မူခဲ့ပါတယ်။ဂေါရမဘုရားရှင်ကတော့လူတွေရဲ့သက်တမ်းအနှစ်100တန်းမှာပွင့်တော်မူခဲ့ပါတယ်။ဗရကဘာမှာပွင့်ဖို့နောက်တစုကြံသေးတဲ့အရိမစ်တရဘုရားရှင်ဟာလေဗုဒ္ဓဂယာမှာပဲ လူတွေရဲ့တက်တန်အနှစ်8000ထန်းမှာပွင့်တော်မူမှာ ဖြစ်ပါတယ်။ကမ္ဘာလောကကြီးမှာအနန္တစကြာဝဠာတစ်ခုဟာစူလလောကရဲတစ်ခုဖြစ်ပါတယ်။စူလလောကရဲတပေါင်းဟာမစ္စည်းမလောကရဲတစ်ခုဖြစ်ပါတယ်။မစ္စည်းမလောကရဲပေါင်းစေကရေဟာမဟာလောကရဲတစ်ခုဖြစ်ပါတယ်။မဟာလောကရဲတစ်ခုရဲ့အတွင်းမှာစူလလောကရဲပေါင်းကတိတသိန်းရှိပါတယ်။အဲ့ဒီမဟာလောကရဲရဲ့အတွင်းလူပြေမှာသာတစ္ဆာလေးပါးကိုတည်တော်မုံနဲ့ ဖျားရှင်တွေဟာပွင့်တော်မူကြတာဖြစ်ပါတယ်။ဖျားရှင်ပွင့်တော်မူတဲ့အခါလေးမဟာလောကရဲ့အလေးဘဟုတတိမြစ်စီမလောကရဲ့မှာပဲဖျားရှင်ပွင့်တော်မူပါတယ်။အခြားမြစ်စီမလောကရဲ့မှာဖျားပွင့်တော်မူနေမရှိပါဘူး။ဖျားရှင်ပွင့်တော်မူတဲ့မြစ်စီမလောကရဲ့မှာလေအလေးဘဟုတတိစုလလောကရဲ့လို့ခေါ်တဲ့ဗုဒ္ဓဂယာမြင်ပါပဲဖျားရှင်တို့ပွင့်တော်မူကြပါလေ။အဲ့ဒီလိုစုလလောကရဲ့မှာဖျားရှင်ပွင့်တော်မူတဲ့အခါလေး ျွန်းကြီးလေးကျွန်းရှိတဲ့အနဲ့ဇဗုတပြေပင်ပောက်ရဖြစ်တဲ့ဇဗုဒီပါလက်ရတောင်ကျွန်းမှာသာပွင့်တော်မုံကြပါလေ။ကျန်တဲ့ကျွန်းသုံးကျွန်းမှာဘသူအခါမှဖះရှင်တို့ပွင့်တော်မမုံကြပါဘူး။ဖះရှင်ပွင့်တော်မုံတဲ့အခါလေအချိန်ကာလတစ်ခုတည်းမှာဖះနှစ်စုပြန်၍ပွင့်ရိုးထုံးစံတမနာမရှိပါဘူး။တစုပွင့်ပြီးမှနောက်တစုရှစ်နောက်ပွင့်တော်မုံကြပါလေ။အဲ့ဒါကြောင့်ဖះရှင်ကအင်္ဂုတ္တပါဠိတော်မှာဒီလိုဟောကြားထားပါတယ်။ အထာဏမေတံဘိက္ခဝေအနဝကသောယံဧကိတာလောကဓာတုယာဒွေအရဟံတောတမ္မာသံဗုဒ္ဓါအပုပ္ပံအစရိမံဩပိစေယုန်တိနေတံဌာဏဝိစတိဘိက္ခဝေ चित्त ယဟံတို့ဧကိတာလောကဓာတုယာတသောလောကရအတွင်၌အရဟံတောပူဇော်ထုကိုခံတော်မူထိုက်ကုန်သောဒွေတမ္မာသံဗုဒ္ဓါနှစုသောအသိပညာဘုရားရှင်တို့သည်အပုပ္ပံအစရိမံမရှင်းမနှောင်းတပြိုင်နက် ရန်အုပ်ပစ်စီယုံအကျင့်ဖြစ်ကုန်ရာ၏အတန်ဤသို့ဖြစ်ချင်းသည်အဋ္ဌာဏအကြောင်းမဟုတ် အနဝကသော အရာမဟုတ်ဤတိအတန်ဌာဏဤသို့ဖြစ်ချင်းအကြောင်းသည်နဝိသတိလောကမှာမရှိနိုင်လောကမှာဖရာတစုဖွင့်ဖို့ဆိုတာအရန်ခက်ခဲပါလေမလွယ်ကူလှပါဘူးဖရာတစုဖွင့်ပြီးလို့နောက်ဖရာတစုဖွင့်မဲ့ကြားမှာလေအချိန်ကာလတွေများစွာခြာနာကြာညောင်းလှပါလေမဟာပဒဝီမြေကြီးဟာအနှစ်တရာကြာမှာ လက်တသိအပေါ်တို့တိုး၍မြင့်တက်တယ်လို့ဆိုပါတယ်။ဖျားပွင့်ဖို့ဆိုတာရှေ့ဖျားချင်းရဲ့သာသနာကိုယ်ပြီးတဲ့နေ့ကစပြီးမဟာပထဝီမြေကြီးတယူဇနာအထီးအပေါ်တို့တက်မှနောက်ဖျားတစုပွင့်ပါလေ။ဖျားမပွင့်တဲ့ကဘာကြီးကိုတုံညကဘာလို့ခေါ်ပြီးဖျားပွင့်တဲ့ကဘာကြီးကိုအတုံညကဘာလို့ခေါ်ပါတယ်။ဖျားပွင့်တဲ့အတုံညကဘာမှာဖျားကြီး၅ခုရှိပါတယ်။ဖျားတစုပွင့်တဲ့ကဘာကိုတာရကဘာဖျားနှစုပွင့်တဲ့ကဘာကို မန္တကဘာဖရာသုံးစုပွင့်တဲ့ကဘာကိုဝရကဘာဖရာလေးစုပွင့်တဲ့ကဘာကိုတာရမန္တကဘာဖရာငါးစုပွင့်တဲ့ကဘာကိုဘဒ္ဒကဘာလို့ခေါ်ပါတယ်လောကကြီးမှာဖရာငါးစုထက်ပိုပွင့်တဲ့ကဘာမရှိပါဘူးမဟာဘောဓိပင်လင်ကိုဝိနတမာနေလောကီပစ္စာဝိနတတိတဏဟာမာနေပထမံတဏဟာတိဆိုရဲပိဋကတ်ရောလာစကားအရာ မဟာဘောဓိပင်ကြီးအောင်ဖရာအစုစုတို့ သစ္စာလေးပါတရားထုတရားမြတ်ကိုသိရှိရ၍ဖျားဖြစ်တော်မူခဲ့တဲ့အပရာဇိတပလင်ဝဇိယာသနပလင်တို့တည်ရှိတဲ့နေရာဗုဒ္ဓဂယာမေဟာကဘာမြကြီးစတင်ပေါ်ပေါက်တဲ့အခါပထမဦးဆုံးပေါ်ပေါက်ပြီးကဘာပြက်တဲ့အခါနောက်ဆုံးမှပြက်တဲ့နေရာ ဖြစ်ပါတယ်ဖျားတစုသာပွင့်တဲ့ကဘာဖြစ်မေဆိုရင် ကဘာဦးအစကဘာဦးကာလကလူပြေလူမြေဖြစ်တဲ့ဒီကဘာမြကြီးစတင်ဖြစ်ပေါ်တဲ့အပရာဇိတပလင် ဝဇိရာသနာပင်လင်တို့တရှိတဲ့နေရာဗုဒ္ဓဂယာမြေမှာပရိတ်ခရာတစုံတီးတဲ့ကြာပွင့်ကြီးတစ်ဖွင့်ပါတဲ့ဗဒုံမှာကြာပင်ကြီးတစ်ပင်ပေါလာပါတယ်။ဖယားနှစုပွင့်မဲ့ကဘာဆိုရင်ပရိတ်ခရာနှစုံတီးတဲ့ကြာပွင့်ကြီးနှစ်ဖွင့်ပါတဲ့ဗဒုံမှာကြာပင်ကြီးတစ်ပင်ပေါလာပါတယ်။ဖယားသုံးစုပွင့်မဲ့ကဘာဆိုရင်ပရိတ်ခရာသုံးစုတီးတဲ့ကြာပွင့်ကြီးသုံးဖွင့်ပါတဲ့ဗဒုံမှာကြာပင်ကြီးတစ်ပင်ပေါလာပါတယ်။ဖယားလေးစုပွင့်မဲ့ကဘာဆိုရင်ပရိတ်ခရာလေးစုံတီးတဲ့ ကြာပွင့်ကြီး၄ပွင့်ပါတဲ့ဘရုံမှာကြာပွင့်ကြီးတပင်ပေါက်လာပါတယ်။ဖះငါးစုပွင့်မဲ့ကဘာဆိုရင်ပရိတ်ခရငါးစုံပြီးတဲ့ကြာပွင့်ကြီး၅ပွင့်ပါတဲ့ဘရုံမှာကြာပွင့်ကြီးတပင်ပေါက်လာပါတယ်။ပရိတ်ခရအစုံပြီးနေတဲ့အဲ့ဒီဘရုံမှာကြာပွင့်ကြီးကိုသုဏဝါဒပြမကြီးတွေမြင်တွေ့ရတဲ့အခါအယံဝန်တာကြလေဖះပွင့်မဲ့ကဘာလို့ဖះမပွင့်တဲ့ကဘာလို့လို့ပုပ္ပနမိတ်တွေဖတ်ကြတာပရိတ်ခရအစုံတို့ကိုသိမ်းဆည်းထားကြ၍ နောင်မိတ်စီမဘဝီကဖះအလောင်းတို့တိုးထွက်တဲ့အခါကက်လူကြပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓကရာမြေဟာအထွတ်မြတ်ထားတဲ့နေရာမမေ့တဲ့မမေ့ထိုက်တဲ့နေရာကုသိုလ်တွေပြုလုပ်၍တန်ဝေကယူစရာကောင်းတဲ့နေရာဗုဒ္ဓဘာသာဝင်တွေရဲ့နှလုံးသားပင်ဖြစ်ပါတယ်။ပြည့်စေကဗုဒ္ဓနဲ့အရိယာသူတော်ကောင်းတွေဟာလေဖះရှင်တို့ပွင့်တော်မွန်ရာဇဗုဒ္ဓီပါလက်ရာတောင်ကျောမှာသာပွင့်ကြရဖြစ်ကြရပါတယ်။ ။ပြည်စကဗုဒ္ဓတွေဟာဖျားချင်းရဲ့သာသနာမှာသာသနာမရှိ သာသနာကွေပြီးတဲ့နောက်မှာတုံညကဘာအတုံညကဘာနှစ်ခုလုံးမှာဆရာမလိုပေမိမိအလိုလိုကိုရိုတိုင်းပွင့်တော်မုံကြတဲ့ဖျားငေတွေဖြစ်ပါတယ်။ကိုကိုတိုင်းတစ္ဆာလေးပါးကိုသိပေမဲ့သူတို့ဘာကိုမဟုတ်ပြနိုင်တဲ့ဖျားငေတွေဖြစ်ပါတယ်။ပြည်စကဗုဒ္ဓတွေဟာတဆူလေးလေးပွင့်နိုင်တယ်နှစ်ဆူသုံးဆူလေးဆူငါးဆူမကအစုတရား၂၀၀လေးပြန်၍ပွင့်ကြပါတယ်။ ွင့်နိုင်ပါတယ်စကြဝဠာမင်းကတော့ကဘာတိုင်းကဘာတိုင်းစကြဝဠာတိုင်းစကြဝဠာတိုင်းဇဗုဒီပါလက်ရတောင်ကျောမှာသာဖြစ်ကြပြီ လေကျွန်းလုံးကိုအုပ်ဆိုးပိုင်ကအစိုးရပါတယ်စကြဝဠာတစ်ခုအတွင်းမှာကစကြဝဠာမင်းတစ်ပါးလေးသာဖြစ်လေရှိပါတယ်နှစ်ပါးပြန်၍ဖြစ်ကြပါဦးဖရာပစ္စေကဗုဒ္ဓအရိယာသူတော်ကောင်းတွေဟာလောကကြီးမှာဘာကြောင့်ဖြစ်ကြရပွင့်ကြရတာလေဆိုရင်တတ္တလောကအတွင်းမှာအိုဘေးနာဘေးတေဘေးတွေဟာ မပြောင်းမလဲအမြင်ထင်ရှားရှိနေကြလို့ဖြစ်ပါတယ်။အဲ့ဒီအိုဘေးနာဘေးသေဘေးဆိုတဲ့အရာသုံးခုဟာမပြတ်မလဲလွန်စာဖြစ်စီအိပ်ဆက်တဲ့အတွက်ကြောင့်ဖျားမဖြစ်ဖြစ်အောင်မပွင့်ရှင်ပွင့်ရှင်အောင်တိတ်တွန်းနှိုးဆွနေရတဲ့အတွက်လောကမှာဖျားပစ္စည်းကားဗုဒ္ဓအရိယာတို့ပွင့်ကြရဖြစ်ကြရပါတယ်။တကယ်လို့တတ္တလောကအတွင်းမှာအိုဘေးနာဘေးသေဘေးဆိုတဲ့အရာသုံးခုဟာထင်ရှားမရှိဘူးဆိုရင် အတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့ကာလသုံးပါးမှာဘေးအခါမှဖရာပစ္စည်းကဗုဒ္ဓအရိယာသူတော်ကောင်းတွေဖြစ်ကြရပွင့်ကြရမှာမဟုတ်ပါဘူးဖရာပွင့်တဲ့အခါလေးဝိရိယဒီက16တင်ရှင်နဲ့ကဗာရသိန်းပါရမီဖြစ်ခြင်းအားထုတ်ရတဲ့ဖရာတတ္ထာဒီကချစ်တင်ရှင်နဲ့ကဗာရသိန်းပါရမီဖြစ်ခြင်းအားထုတ်ရတဲ့ဖရာပညာဒီကလေးတင်ရှင်နဲ့ကဗာတဗံပါရမီဖြစ်ခြင်းအားထုတ်ရတဲ့ဖရာရေလို့ ဖရာသုံးမျိုးကွေးပြားသွားပါတယ်။ဒါပြင်ဗုဒ္ဓလေးမျိုးဆိုတာရှိပါသေးတယ်။နံပါတ်1ပမာသံဗုဒ္ဓပမာသံဘောဓိညံတေပညုဒ္ဒညံကိုရရှိတော်မူတဲ့ဖရာနံပါတ်2ပစ္စေကဗုဒ္ဓပစ္စေကအတိတိဗုဒ္ဓပစ္စာလေးပါးကိုသိတဲ့ဖရာနှစ်သင်ရှင်တဲ့ကဘာတသိန်းပါရမီဖြစ်ခြင်းအားထုတ်ရတဲ့ဖရာနံပါတ်3စတုတစ္ဆဗုဒ္ဓတစ္စာလေးပါးကိုသိတဲ့ယဟန္တာပုဂ္ဂိုလ်များနံပါတ်4 သုတ္တဗုဒ္ဓအကြာမြင်တွေများပြီးပိဋကတ်စာပေတွေအပေါ်မှာတက်ကျွန်းလိန်မာတဲ့သူရေလို့ဖျားလေးစုရှိပါတယ်အဲ့ဒီအထက်မှာသမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းသမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းကတော့ဗုဒ္ဓဂယာမြေထူးမြေမြတ်မှာပဲပွင့်တော်မူကြပါတယ်ဗုဒ္ဓဂယာမှာဘုရားရှင်တိုင်းပွင့်တော်မူတိုင်းမဟာပထဝီကဘာမြေကြီးဟာတုံ့လှုပ်ခဲ့ပါတယ်အဲ့ဒီလိုပဲနောင်ပွင့်တော်မူမဲ့အရိမိတ္တယဘုရားရှင် ပွင့်တော်မူတဲ့အခါလေး မဟာပထဝီမြေကြီးဟာကောင်းရှိပေး၍တုံလှုပ်အောင်မှဖြစ်ပါれအပရာဇိတပင်လင်ငယ်တိသေးပုထုဝိပုတ်ကလေးအပိသေးကေတပ္ပဗုဒ္ဓနံအကက်ပတ်တော်ပမောတတိဆိုရဲဖျားဟောပါဠိတော်ရာဗုဒ္ဓဂယာဆိုတာဂေါရမဗုဒ္ဓဟာ မဟာတက္ကရိတရသုံးခုနှင့်ကဆုံလပြင်ဗုဒ္ဓနဲ့မှာမဟာဘောဓိပင်အောင်အပရာဇိတပင်လင်ထက်မှာလောကသုံးဝမှာအထွတ်အထိပ် ဘက်ပင်ညုဏညံတို့ပိုင်ရှင်ဖျားအဖြစ်သို့ရရှိတော်မုံခဲသလိုဖျားအဆူဆူတွေရဲ့ပွင့်တော်မွန်ရာမြင့်မြတ်ဖြစ်တဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံအပါအဝင်တကဘာလုံးရှိဗုဒ္ဓဘာသာဝင်တွေအတွက်အမွန်မြတ်ဆုံးနေရာဌာနတစ်ခုဖြစ်ပြီးရောက်ဖူးတဲ့ရောက်ဖူးထိတ်ဖူးမြိုတဲ့ဖူးမြိုထိတ်တဲ့အရက်တွေသာမြေထူးမြေမြတ်ဟာဗုဒ္ဓဂယပဲဖြစ်ပါတယ်ဗုဒ္ဓဂယဟာထူးမြတ်တဲ့မြစ်စိမဒေသမှာတန်ဝေကယူရာနေရာတစ်ခုဖြစ်သလို့ တန်ဝေဇနိယလေးဌာနမှာပါဝင်ပြီးဖယားရှင်တိုင်းတို့ရဲ့မစွန့်အပ်တဲ့အဝိဇိဟိတဌာနထူးလေးဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေအတွက်တွန်းနှိုင်းစရာ မရှိတဲ့နေရာတန်ဖိုးမဖြစ်နိုင်တဲ့နေရာတကိုးကြီးမားတဲ့နေရာ ကုသိုလ်တရားအထူးတိုးပွားစေနိုင်တဲ့နေရာအထူးမွန်မြတ်အရေးပါတဲ့နေရာဖြစ်ပါတယ်ဖယားရှင်သဗ္ဗညုဏဉာဏ်တော်ကိုရာ၍ဗုဒ္ဓအဖြစ်တော်ရောက်ရှိတဲ့ဒသနာသံဝင်ဇနိယနေရာဌာနဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဂယာမှာကုသိုလ်ပြုလုပ်တတ်ရင် တကယ်အပေတကားပိတ်တဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓခေတ်မတိုင်မီကဒီဒေသတဝိုက်ကိုဥရဝေလာလို့ခေါ်တွင်ခဲ့ပြီးဗုဒ္ဓခေတ်မှာဗောဓိမန္တလသံဗောဓိဗောဓိရုခမုလစသည်ဖြင့်ခေါ်တွင်ခဲ့ပါတယ်စစ်သုံးရာစုမှာဒေသခံတွေကဗြဟ္မကရာလို့ခေါ်တဲ့ကရာမျိုးဗိတ္တနုနကွန်းနဲ့ကိုးပြားစီရန်ဗုဒ္ဓကရာလို့ခေါ်တွင်ခဲ့ကြပါတယ်တနည်းပြောရရင်ဗုဒ္ဓကရာဆိုတဲ့အမည်မှာ ဂယာမြို့အနီးတည်ရှိမှုကိုအဆွေးပြုပြီးဗုဒ္ဓပွင့်တော်မူခဲ့တဲ့နေရာကိုဂယာတက်၍ခိုးဆိုကြတာလေးဖြစ်ပါလေ။ဒါကြောင့်ဗုဒ္ဓဂယာဟာဗုဒ္ဓဘာသာဝင်တွေအတွက်အလွန်ထူးမြတ်တဲ့နေရာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ဓမ္မမိတ်ဆွေများအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။